အားလုံးပဲမင်္ဂလာပါဆရာမကတော့စနစ်တက် grade 11ပထဝီဝင်ကိုသင်ကြားမဲ့ဆရာမဖြစ်ပါတယ်ဆရာမတို့ဒီနေ့သင်ကြားမဲ့သင်ခန်းစာကတော့အခန်းလေးဒေသန္တရပထဝီဝင်မှာပါဝင်တဲ့ပြည်တော်စုသမရဂျာမနီနိုင်ငံရဲ့တီနီယာနဲ့အကျယ်ဝန်းရဲ့မြေမျက်နှာတွင်မြင်တဲ့ရေစင်းရဲ့ရာသီဥရုနဲ့တဘာဝပေါက်ပင်တဲ့မြေဆူလာအကြောင်းတွေကိုသင်ကြားမှာပဲဖြစ်ပါတယ် ဆရာမတို့ဒီသင်ခန်းစာတွေကိုသင်ကြားရတဲ့ရွယ်ချက်ကတော့ဂျာမနီနိုင်ငံဆိုလို့ရှိရင်ဥရောပရဲ့အလဲမှာတည်ရှိပြီးတော့ပတ်ဝန်းကျင်မှာရှိတဲ့အင်္ဂလိပ်နိုင်ငံတွေမြောက်ပင်လယ်ဘော်တစ်ပင်လယ်ရိုင်းမြင့်တို့နဲ့လွယ်ကူစွာဆက်သွယ်နိုင်တဲ့နေရာမှာတည်ရှိတယ်ဆိုတဲ့အကြောင်းကိုပြောပြထားဖို့ဂျာမနီနိုင်ငံမြောက်ပိုင်းဟာဆိုရင်ဥရောပလွင့်မြင်ရဲ့အစိတ်ပိုင်းဖြစ်ပြီးတော့နိုင်ငံရဲ့အနောက်ဘက်ပိုင်းမှာ ရိုင်းမြစ်ဖြတ်သန်းစီးသင့်နေတဲ့အတွက်ကြောင့်မလို့ထူးခြားတဲ့မြေမျက်နှာတွင်မြင်တဲ့ရေစင်းရာသီဥတုတဘာဝပေါက်ပင်နဲ့မြေစုလာအကြောင်းတွေကိုရှင်းပြတတ်ဖို့ရိုင်းမြစ်ဟာနိုင်ငံတကာဆိုင်ရာရေချောင်းသွားလာနိုင်တဲ့မြစ်ဖြစ်ပြီးတော့အနောက်ဥရောပဒေသတွေကိုအဓိကတည်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဂျာမနီနိုင်ငံရဲ့စီးပွားရေးယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းအရာရေးပါတဲ့နေရာတစ်ခုဖြစ်တယ်ဆိုတာကိုသိရှိစေဖို့ပဲဖြစ်ပါတယ်။အခုဆရာမတို့ပထမဆုံးပြည်အောင်စုသမ္မတဂျာမနီနိုင်ငံရဲ့တီနီယာနဲ့ကျယ်ဝန်းကြောင်းကိုလေ့လာချမယ်။ဂျာမနီနိုင်ငံဆိုလို့ရှိရင်ဥရောပအလယ်ပိုင်းမှာတည်ရှိပြီးတော့မြောက်လတ်တီကျု58ဒီဂရီနဲ့55ဒီဂရီကြား အရှိလောင်ကြီးကျူ6ဒီဂရီနဲ့15ဒီဂရီကြားမှာတည်ရှိပါတယ်။ဂျာမနီနိုင်ငံရဲ့မြောက်ဘက်မှာဆိုလို့ရှိရင်မြောက်ပင်လယ်ဒိမတ်နိုင်ငံနဲ့ဘော်ဒစ်ပင်လယ်တို့ရှိပြီးတော့အရှိဘက်မှာဆိုလို့ရှိရင်ပိုလန်နိုင်ငံချက်သမရနိုင်ငံတည်ရှိတယ်။တောင်ဘက်မှာဆိုလို့ရှိရင်ဩစတြေးလျနိုင်ငံဆွစ်ဇာလန်နိုင်ငံပြင်သစ်နိုင်ငံ လူဇင်ဘတ်နိုင်ငံဘယ်ဂျီယံနိုင်ငံနဲ့네덜란드နိုင်ငံတို့နဲ့ညနေမိတ်ချင်းထိစပ်နေပါတယ်။ဂျာမနီနိုင်ငံရဲ့စုစုပေါင်းဧရိယာဆိုလို့ရှိရင်တဲ့စတူရန်ကီလိုမီတာ3,500ကျော်ရှိပြီးတော့တဲ့ဥရောပမှာဆိုရင်တတ္တမမြောက်အကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တယ်။ဂျာမနီနိုင်ငံကိုဆိုရင်တဲ့ပြည်နယ်16ခုနဲ့ပါဝင်ဖွဲ့စည်းထားပါတယ်တဲ့။ မြင်းမျက်နှာသွင်မြင်တဲ့ရေစင်းဂျာမနီနိုင်ငံရဲ့မြင်းမျက်နှာသွင်မြင်ဟာတဲ့ရေပုံအားဖြင့်ဆိုရင်တော့မြောက်ကနေပြီးတော့တောင်ကိုမြင့်တက်သွားတယ်။မြောက်ဖက်ဖြားမှာရှိတဲ့ပင်လယ်ရေမျက်နှာပြင်အမြင့်ထက်နှိမ့်ကျနေတဲ့ပြန်ပြူးတဲ့နွန်ပေါက်လွင်မြင်ရနေပြီးတော့တောင်ဘက်မှာရှိတဲ့မြင့်မားတဲ့ Elf တောင်နှမ်းနေအထိမြင်းမျက်နှာသွင်မြင်ကွဲပြားစွာ တွေ့ရတယ်။ ဂျာမနီနိုင်ငံကိုမြေမျက်နှာသူမြင်အနေထားအရအပိုင်းကြီး၄ပိုင်းခွဲခြားနိုင်တယ်။အဲ့ဒါတွေကတော့မြောက်ပိုင်းမြေနှိပ်လွင်မြင်ဒေသ၊အလဲပိုင်းကုန်းမြင့်ဒေသ၊တောင်ပိုင်းကုန်းမြင့်ဒေသ၊အယ်ပိုင်းတောင်ကြီးဒေသနဲ့ဘာဗီရီယန်အယ်ဖ်တောင်နှန်းဒေသတို့ပဲဖြစ်ကြပါတယ်။မြောက်ပိုင်းမြေနှိပ်လွင်မြင်ဒေသကိုလေ့လာမယ်ဆိုလို့ရှိရင်မြောက်ပိုင်းမြေနှိပ်လွင်မြင်ဒေသဟာဥရောပမြောက်ပိုင်းလွင်မြင်ရဲ့အစိတ်ပိုင်း ဖြစ်တယ်။လွေမြေဒေသဟာနိုင်ငံရဲ့အနောက်ပိုင်းမှာဆိုလို့ရှိရင်မြောက်ကနေတောင်ကိုကီလိုမီတာ100ကျော်ကျယ်ပြီးတော့အရှေ့ဘက်ပိုင်းမှာဆိုရင်မြောက်ကနေတောင်ကိုကီလိုမီတာ300ကျော်ကျယ်ဝန်းနေ။အများအဖြစ်ဆိုရင်ဤဒေသဟာပင်လယ်ရေမျက်နှာပြင်ထက်မီတာ100ခန့်နှိမ့်ပြီးတော့လွန်ခဲ့တဲ့ရေခဲခေတ်ကာလတွေတုန်းကဆိုရင်ရေခဲဆောင်အနေတွေ ဖုံးလွှမ်းထားတယ်။အဲ့ဒီဒေသရဲ့မြောက်ပိုင်းမှာဂျက်လန်ကျွန်းဆွယ်ကပိုင်းခြားထားတဲ့အတွက်ကြောင့်မလို့မြောက်ပင်လယ်ကမ်းရိုးတန်းနဲ့ဘောလ်ဒစ်ပင်လယ်ကမ်းရိုးတန်းဆိုပြီးတော့နှစ်ပိုင်းပိုင်းခြားနိုင်တယ်။မြောက်ပင်လယ်ကမ်းရိုးတန်းဟာနေပြီးတော့ညင်ညာတဲ့ကမ်းရိုးတန်းဖြစ်တယ်။ဘောလ်ဒစ်ပင်လယ်ကမ်းရိုးတန်းကတော့ကြမ်းတမ်းပြီးတော့ရောက်ကမ်းမားတွေနဲ့တောင်ကုန်းတွေ ထူထပ်ပြီးတော့ညီညာမှုမရှိပါဘူးဘော်ဒစ်ပင်လယ်အနီးမှာဆိုလို့ရှိရင်ဂျာမနီနိုင်ငံရဲ့အကြီးဆုံးကျွန်းဖြစ်တဲ့ယူကန်ကျွန်းကိုတွေ့ရှိရမှာဖြစ်တယ်။အဲ့ဒီဒေသမှာအလဲပိုင်းကုန်းမြင့်ဒေသအနေပြီးတော့မြေဖြားခံပြီးတော့စီးစင်းလာတဲ့ဝီဆာမြင့်လဲပိုင်းကုန်းမြင့်ဒေသအနေမြေဖြားပိုင်းစီးစင်းလာတဲ့ဝီဆာမြင့်ပြီးရခါကျတော့အမ်မြင့်ပြီးတော့အဲလ်မြင့် ဲ့ဒီမြစ်တရားဆိုလို့ရှိရင်မြောက်ပင်လယ်ထဲကိုစီးဝင်ကြတယ်။အိုဒါမြစ်ကကြတော့ဘော်တစ်ပင်လယ်ထဲကိုစီးဝင်ပါတယ်။အဲ့ဒီဒေသမှာရေခဲခေတ်အတွင်းကရေခဲမြစ်တွေနောက်ဆုတ်တဲ့အတွက်ကြောင့်မလို့ဖြစ်ပေါ်လာတဲ့ရေအိုင်တွေကိုလည်းတွေ့ရတယ်။နော်မူရစ်ရေအိုင်ဟာဆိုလို့ရှိရင်ဂျာမနီနိုင်ငံရဲ့နော်ဒုတိယအကြီးဆုံးရေအိုင်တိုင်ဖြစ်တယ်။ အလဲပိုင်းကုန်းမြင့်ဒေတာအလဲပိုင်းကုန်းမြင့်ဒေတာဟာဂျာမနီနိုင်ငံရဲ့အလဲကိုဖျက်ပြီးတော့တဲ့အနောက်ကနေပြီးတော့အရှိအထီကိုကျယ်ဝန်းတယ်တဲ့အဲ့ဒီဒေတာမှာကြီးမြောင်းတဲ့ညီနိဒေတာတွေနဲ့ပိုင်းခြားလျက်ရှိတဲ့တိုက်စားချင်းခံရတဲ့တောင်ကုန်းတွေလည်းတည်ရှိတယ်တောင်ကုန်းတွေရဲ့မျက်နှာပြင်တွေဟာညင်ညာပြီးတော့လှိုင်းထနေတယ်တဲ့အဲ့ဒီဒေတာမှာဆိုလို့ရှိရင်ရိုင်းမြစ်မိုဆန်မြစ်ဝီဆာမြစ် နဲ့ L နှစ်တည်းတည်ရှိတယ်။အဲ့ဒီဒေသရဲ့အနောက်ဘက်မှာဆိုလို့ရှိရင်ရိုင်းကုန်းမြစ်မြစ်ကို တွေ့ရတယ်။ပြီးတော့ကိုပစင်းမြို့အနီးမှာရိုင်းမြစ်ရဲ့မြစ်လက်တက်တွေဖြစ်တဲ့မိုးဆယ်မြစ်နဲ့လမ်းမြစ်တို့ပေါင်းစုံပြီးတော့စီးဝင်နေ။နောက်မြောက်ဘက်မှာအီဖက်ကုန်းမြစ်မြစ်ကိုလည်းတွေ့ရတယ်။ပြီးတော့အနောက်တောင်ဘက်မှာဆိုလို့ရှိရင်တော့ Hon Roos ကုန်းမြစ်မြစ်ကို တွေ့ရတယ်။ အရှိတောင်ဘက်မှာဆိုလို့ရှိရင်တော့တောနုတ်ကုန်းမြင့်မြင့်ကိုတွေ့ရတယ်။အဲ့ဒေသမှာရှိတဲ့တူရင်ဂျီယံမြေနိတ်ဒေသာဆိုလို့ရှိရင်လိုအက်စ်မြေတွေနဲ့ဖုံးလွှမ်းနေတဲ့ဂျာမနီနိုင်ငံရဲ့မြောစာကောင်းတဲ့စိုက်ပျိုးရေးဒေသဖြစ်ပြီးတော့မြောက်ဘက်မှာဆိုလို့ရှိရင်ဟတ်စ်တောင်နဲ့နဲ့တောင်ဘက်မှာတူရင်ဂျီယံ forest တွေရှိတယ်။မြောက်ဘက်မှာဆိုလို့ရှိရင်ဟတ်စ်တောင်နဲ့တောင်ဘက်မှာဆိုလို့ရှိရင် တူရင်ဂျီယန်ဖော်ရက်စ်တွေတည်ရှိတယ်။တူရင်ဂျီယန်ကုန်းမြင့်မြင့်ဟာတူရင်ဂျီယန်ဖော်ရက်စ်ကနေပြီးတော့အိုးလို့ခေါ်တဲ့အာဂီဘတ်တောင်တန်းအထီကိုကျယ်ဝန်းပြီးတော့ Global Barrier Butt တောင်ထရဆလို့ရှိရင်အဲ့ဒီကုန်းမြင့်ဒေသရဲ့အမြင့်ဆုံးအပိုင်းဖြစ်တဲ့ Global Barrier Butt ကုန်းမြင့်မြင့်ဆလို့ရှိရင်အမြင့်မီတာ 982မီတာရှိပါတယ်။ Rhineland ဒေသနေပြီးတော့အရှိတ်ဘက်ကိုကုန်းမြင့်မြင့်တီဟာပြည်ပြစ်စွာနဲ့နှိမ့်ဆင်းသွားပါတယ်။တောင်ပိုင်းကုန်းမြင့်ဒေသအလဲပိုင်းကုန်းမြင့်ဒေသရဲ့တောင်ဘက်မှာဆိုလို့ရှိရင်ဂျာမနီနိုင်ငံရဲ့တောင်ပိုင်းကုန်းမြင့်ဒေသကိုတွေ့ရပြီးတော့လှိုင်းထနေတဲ့မြင်းမျက်နှာတွင်မြင်မျိုးရှိတယ်။အဲ့ဒီဒေသရဲ့အနောက်ဘက်မှာဆိုလို့ရှိရင်ရိုင်းပြည်မြင့်ဒေသ เนาะသူ့ကို right မြေကျွန်ခြိုက်ဝမ်းဒေသလို့လည်းခေါ်တယ် right လွင်မြေရဲ့အရှိတ်ဘက်မှာဆိုလို့ရှိရင် bless forest တောင်တန်းကိုတွေ့ရတယ်အဲ့ဒီဒေသရဲ့အရှိတ်ဘက်မှာဆိုလို့ရှိရင် main မြေเนาะ neck မြေနဲ့ဒင်းညွမြေတွေဟာเนาะဒင်းညွမြေတွေရဲ့မြဝမ်းလွင်မြေဒေသတွေကိုတွေ့ရတယ်အဲ့ဒီဒေသရဲ့အရှိတောင်ဘက်ပိုင်းမှာဆိုရင်အယ်ပိုင်းတောင်နှံကိုတွေ့ရတယ် ဒင်းညူမြင့်နဲ့အက်ဖ်တောင်တန်းချားမှာဘာဘီရီယန်ကုန်းမြင့်မြင့်ကိုတွေ့ရတယ်။ချက်သမရနိုင်ငံနဲ့နယ်စပ်တစ်ချောင်းမှာဆိုလို့ရှိရင်တစ်တော်တွေထူထပ်တဲ့ဝိုဟီမီရန်ဖော်ရက်စ်တောင်တန်းကိုတွေ့ရတယ်။အယ်ပိုင်းတောင်ကြီးဒေသနဲ့ဘာဘီရီယန်အက်ဖ်တောင်တန်းဒေသဂျာမနီနိုင်ငံရဲ့တောင်ဘက်ဆုံးအပိုင်းမှာရှိတဲ့အယ်ပိုင်းတောင်ကြီးဒေသဆိုလို့ရှိရင်တရီကန်ပုံစံတဲ့ ကုန်းမြင့်ဒေသဖြစ်ပြီးတော့မြောက်ဘက်မှာဒင်းညူမြင့်ဆွာဘီယန်နဲ့ဖရန်ကိုနီယန်အက်စ်ဒီတည်ရှိပြီးတော့အရှေ့မြောက်ဘက်မှာဆိုရင်ဘာဗေရီယန်ဖောရက်စ်ရှိတယ်။တောင်ဘက်မှာကျတော့ဘာဗေရီယန်အက်စ်တောင်တန်းရှိပြီးတော့အနောက်ဘက်မှာကျတော့ကွန်စတန့်ရေအိုင်အဲ့ဒီရေအိုင်တွေရဲ့အကြားမှာတည်ရှိတယ်။အဲ့ဒီဒေသမှာ ဘာဘီရီယန်အက်စ်တောင်နှန်းဟာဒီနျူမြစ်ရဲ့မြစ်လက်တက်ဖြစ်တဲ့လတ်ရှ်မြစ်နဲ့အင်းမြစ်တွေနော်အဲ့ဒီအင်းမြစ်တွေဖြတ်သန်းစီးဆင်းကြပြီးတော့ဂျာမနီနိုင်ငံရဲ့တောင်ပိုင်းနဲ့ဩစတြေးလျနိုင်ငံကြားမှာနယ်နိမိတ်အဖြစ်နဲ့တည်ရှိပါတယ်ဂျာမနီနိုင်ငံရဲ့အမြင့်ဆုံးဇူးစပိတ်တောင်ထိပ်ရာဆိုလို့ရှိရင်အဲ့ဒီအပိုင်းမှာတည်ရှိပြီးတော့အမြင့်မီတာက 2962မီတာရှိတယ်။ဂျာမနီနိုင်ငံရဲ့ရေစင်းကိုလေးလာကြည့်မယ်ဆိုရင်ဂျာမနီနိုင်ငံရဲ့ထင်ရှားတဲ့မြစ်တွေကတော့ရိုင်းမြစ်၊အမ်းမြစ်၊ဝီဆာမြစ်၊အယ်ပ်မြစ်၊အိုဒါမြစ်၊ဒင်းနျူမြစ်၊မိန်းမြစ်နဲ့နက်ကမြစ်တို့ပဲဖြစ်ကြတယ်။ရိုင်းမြာဆိုလို့ရှိရင်ဆွစ်ဇာလန်နိုင်ငံရဲ့အယ်ပ်တောင်နှင်း မှာမြစ်ဖြားခံပြီးတော့ဂျာမနီနိုင်ငံနဲ့နယ်သာလန်နိုင်ငံကိုဖြတ်ပြီးတော့သူကမြောက်ပင်လယ်ထဲကိုစီးဝင်နေအမ်းမြင့်နဲ့ဝီဆာမြင့်တရားဆိုလို့ရှိရင်ဂျာမနီနိုင်ငံအလဲပိုင်းတောင်ကုန်းနေရနေပြီးတော့မြစ်ဖြားခံပြီးတော့သူကလည်းမြောက်ပင်လယ်ထဲကိုစီးဝင်နေအယ်မြင့်အယ်မြင့်ကကြတော့နော်ချက်သမရနိုင်ငံရဲ့မြောက်ပိုင်းမှာမြစ်ဖြားခံပြီးတော့သူကလည်းမြောက်ပင်လယ်ထဲကိုစီးဝင်နေ အိုဒါမြစ်အိုဒါမြစ်ကကြတော့လေချက်သမရနိုင်ငံမှာမြစ်ဖြားခံပြီးတော့သူကကြတော့ voltage ပင်လေတဲ့ကိုစီးဝင်နေဒီညူမြစ်ကကြတော့တဲ့နိုင်ငံရဲ့တောင်ပိုင်းမှာရှိတယ်တဲ့ bless forest တောင်တန်းရဲ့အရှိတ်ဘက်မှာမြစ်ဖြားခံပြီးတော့နိုင်ငံရဲ့အရှိတ်ပိုင်းကိုဖြတ်ပြီးတော့သူကကြတော့ပင်လယ်နဲ့ထဲကိုစီးဝင်နေ main မြစ်နဲ့ net ကမြစ်တွေဟာတဲ့ dry မြစ်ကအရှိတ်ဘက်ကနေပြီးတော့ စီးဝင်တဲ့မြစ်လက်တက်တွေဖြစ်ကြပါတယ်။တခြားထင်ရှားတဲ့ရေအိုင်တွေရတော့တဲ့နော် constant ရေအိုင် morris ရေအိုင်နဲ့ kim c ရေအိုင်တို့ဖြစ်ကြပါတယ်။ဂျာမနီနိုင်ငံရဲ့ရာသီဥတုအကြောင်းကိုလေ့လာကြည့်မယ်ဆိုရင်ဂျာမနီနိုင်ငံဟာတဲ့အနောက်လေဆိုးမှုတဲ့တမာရေးရာသီဥတုကိုခံစားရရှိပြီးတော့အနောက်ဘက်ပင်လယ်ဆိုးရာသီဥတုနဲ့ အရှိဘက်ကုန်းဆိုးရာသီဥတုကြားမှာကြာရောက်တယ်။ဂျာမနီနိုင်ငံရဲ့ရာသီဥတုဟာတင့်တင့်မျှသားတဲ့ရာသီဥတုမျိုးကိုရရှိတယ်။ဂျာမနီနိုင်ငံအနောက်မြောက်ပိုင်းနဲ့ကမ်းရိုးတန်းဒေသပတ်ဝန်းကျင်ဟာပင်လယ်ဆိုးမိုးတဲ့ရာသီဥတုကိုရရှိပြီးတော့နွေရာသီမှာပုံနွေးပြီးတော့ဆောင်းရာသီမှာအေးအေးမပြင်းထန်ပါဘူး။ရာသီအလိုက်အပူချိန်ကွာခြားချက်ကလည်းနည်းပါတယ်။ ကုန်းလေးမိုင်းမှာ ကုန်းဆိုးရာသီဥတုကိုရရှိပြီးတော့နွေရာသီမှာပုံနွေးတယ်။စောင်းရာသီမှာတော့အေးပို့ပြီးတော့ရာသီအလိုက် အပူချိန်ကွာခြားချက်တွေညားပါတယ်။နိုင်ငံတောင်ဘက်စွန်းမှာရှိတဲ့အယ်ပိုင်းဒေသတွေနဲ့ဂျမန်အလယ်ပိုင်းကုန်းမြင့်ဒေသအချို့မှာဆိုရင်တောင်တန်းရာသီဥတုကိုရရှိတယ်။အပူချိန်ပိုနှိပ်ပြီးတော့မိုးပို့ပြီးတော့ရွာသွန်းပါတယ်။ F တောင်တန်းစင်ကြီးရှောတွေမှာတော့တခါတခါဖုံလို့ခေါ်တဲ့ပူနွေးတဲ့လေတွေတိုက်ခတ်လေရှိပါတယ်။ဂျာမနီရဲ့ဆောင်းရာသီဟာရေပွန်အားဖြင့်ဆိုရင်တော့အေးအေးမပြင်းထန်ပါဘူး။ကုန်းတွင်မိုင်းတောင်ပိုင်းနဲ့တောင်ထူထက်တဲ့ဒေသတွေမှာတော့အပူချိန်ဟာ3ဒီဂရီဆယ်စီယပ်စ်အောက်ကိုပဲကျရောက်ပါတယ်။ဆောင်းရာသီမှာအက်တလန်တိတ်လေပြင်းနဲ့ရေဝမ်းအားကောင်းတဲ့အတွက်ကြောင့်မလို့ အထူးသဖြင့်ဂျာမနီနိုင်ငံရဲ့အနောက်ပိုင်းကန်ယူရန်ဒေသတွေနဲ့တောင်တန်းထူထပ်တဲ့ဒေသတွေမှာ မိုးတွေအများကြီးရရှိပါတယ်။နှွေရာသီအချိန်မှာ လေပြားနဲ့ရဝန်းဟာအားပြော့ပြီးတော့မိုးအနှဲငယ်ပဲရရှိပါတယ်။တခါတည်းရံမှာတော့ပြင်းထန်တဲ့မိုးကြိုးမုန်တိုင်းတွေဖြစ်ပေါ်ထပ်ပါတယ်။ဂျာမနီနိုင်ငံရဲ့စုစုပေါင်းနှစ်စဉ်မိုးရေချိန်ကတော့တီနီယာဘောကိုမူတည်ပြီးတော့ကွဲပြားတယ်။ မိုးရွာကျမှုဟာအရှိဘက်ကုန်းတွင်းပိုင်းကိုလျော့နေသွားတယ်။မြောက်ပိုင်းလွင်ရင်မှာတော့မိုးရေချိန်ဟာ900နီး850မီလီမီတာအထိရှိပြီးတော့အလဲပိုင်းကုန်းမြင့်ဒေသတွေမှာတော့850နီး1500မီလီမီတာအထိရှိတယ်။အယ်ပိုင်းဒေသတွေမှာတော့2000မီလီမီတာကျော်ရရှိပါတယ်။ဟတ်တောင်နှန်းဒေသတွေမှာဆိုရင်နှစ်စဉ်မိုးရေချိန်ဟာ1100မီလီမီတာကျော် ရရှိပြီးတော့လေးကွယ်စင်ကြီးလျှောနဲ့ဂျိုင်ဝမ်ဒေတာတွေမှာမိုးအလွန်နည်းပြီးတော့နှစ်စင်မိုးရေချိန်432မီလီမီတာရရှိပါတယ်။ဂျာမနီနိုင်ငံရဲ့သဘာဝပေါက်ပင်နဲ့မြေစီလွှာအကြောင်းလေ့လာမယ်ဆိုရင်ဂျာမနီနိုင်ငံရဲ့မြင်မာတဲ့တောင်ပေါ်ဒေတာတွေမှာထင်းရှူတော်တွေပေါက်ပြီးတော့လွင်မြေနဲ့တောင်ကြီးဒေတာတွေမှာစပရော့တ်ဝက်တိချာ beach bus နဲ့ s လိုမျိုးတမပိုင်းရွက်ပြတ်တော်တွေ ပေါက်ရောက်တယ်။စိုက်ပျိုးရေးအတွက်ဆိုပြီးတော့တစ်ပင်တွေကိုခုတ်ထွင်ရှင်းလင်းပြီးတော့တိတ်ပန်နီးကြတစ်တော်တွေကိုပြန်လည်ပြီးတော့စိုက်ပျိုးလျက်ရှိတယ်။ဂျာမနီနိုင်ငံရဲ့မြေစုလွာမှာဆိုရင်မြေမျက်နှာတွင်ပြင်းရာသီဥတုနဲ့သဘာဝပေါက်ပင်တွေပေါ်ကိုမူတည်ပြီးတော့ကွဲပြားနေတယ်။အများဆုံးတွေ့ရတဲ့မြေစုလွာကတော့မြေကိုညိုရောင်ပေါ့စတဇောမြေစုလွာဖြစ်တယ်။ဂျာမနီနိုင်ငံမြောက်ပိုင်းလွင်ပြင်ဒေသမှာကျောက်စရစ်ရောပြောနေတဲ့ ရွှွန်စည်းနဲ့တဲမြည်တွေရှိပြီးတော့လွေမြည်ရဲ့တောင်ဘက်စွန်းမှာဆိုရင်မျောစာကောင်းတဲ့ low-s မြည်တွေရှိတယ်။ဂျာမနီနိုင်ငံအလဲပိုင်းတောင်ပိုင်းကုန်းမြင့်နဲ့တောင်တန်းဒေသတွေမှာတစ်တော့မြည်စီလွားနဲ့ရှာနိုဆန်မြည်စီလွားတွေကိုတွေ့ရတယ်။မြဝမ်းဒေသတွေမှာတော့မျောစာကောင်းတဲ့ low-s ရောတဲ့နုံးမြည်တွေရှိတယ်။အဲပိုင်းတောင်ကြီးဒေသတွေမှာရေခဲဆောင်ကြောက်ပုံနှမ်းတွေကိုတွေ့ရပြီးတော့ မြေဩစာကောင်းတဲ့မြေရှိတော်လည်းဖြစ်တယ်။အခုဆရာမတို့ဒီသင်္ကန်းစာကိုလေ့လာပြီးတဲ့အခါမှာသင်္ကန်းစာတစ်ခုလုံးရဲ့အဓိကအချက်တွေကိုပြန်ပြီးတော့ပြောပြရမယ်ဆိုလို့ရှိရင်ဂျာမနီနိုင်ငံဟာဥရောပအလယ်မှာတည်ရှိပြီးတော့ဧရိယာအားဖြင့်ဆိုရင်စုရန်ကီလိုမီတာ3,500ကျော်ကျယ်ဝန်းပါတယ်။ဂျာမနီနိုင်ငံရဲ့မြေမျက်နှာတွင်မြင်ဟာရေပုံအားဖြင့်ဆိုလို့ရှိရင်မြောက်ကနေပြီးတော့တောင်ကိုမြင့်တက်သွားပြီးတော့ မြင်မျက်နာပြင်အနေထားအရအပိုင်းကြီး၄ပိုင်းခွဲခြားနိုင်တယ်။ဂျာမနီနိုင်ငံရဲ့ထင်ရှားတဲ့မြစ်တွေကတော့ Rhine မြစ်၊ Elbe မြစ်၊ Weser မြစ်၊ Elbe မြစ်၊ Oder မြစ်၊ Danube မြစ်၊ Main မြစ်နဲ့ Neckar မြစ်တွေပဲဖြစ်ကြတယ်။ဂျာမနီနိုင်ငံဟာအနောက်လေဆိုးမိုးတဲ့တမာအေးရာသီဥတုကိုခံစားရရှိပြီးတော့အနောက်ဖက်ပင်လယ်ဆိုးရာသီဥတုနဲ့အရှိတ်ဘက် ကုန်းဆိုးရာသီဥတုချားမှာကြာရောက်တယ်။ဂျာမနီနိုင်ငံဟာအများအဖြစ်ဆိုရင်တမပိုင်းရွက်ပြက်တော်တွေပေါက်ရောက်တယ်။ဂျာမနီနိုင်ငံမှာအများဆုံးတွေ့ရတဲ့မျိုးစီလွားတော့မီးခိုးညိုရောင်ပေါ်တဇောမျိုးစီလွားဖြစ်ပြီးတော့ရွှွန်ဈေးနဲ့သဲမြည်တွေလိုအက်စ်မြည်တွေရှာနိုဇန်မျိုးစီလွားတွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်။အခုဒီမှာဆီယာမကနမူနာ မေခွန်းလေးတွေကိုပေးထားပါတယ်။နံပါတ်၁ကတော့အမှန်မှမေခွန်းဖြစ်တယ်။နံပါတ်၂ကတော့အဖြစ်မှန်၍မေခွန်းဖြစ်ပါတယ်။နံပါတ်၃ကတော့ကွက်လက်ဖြည့်မေခွန်းဖြစ်တယ်။ဒီမှာဆရာမကနမူနာအနေနဲ့ငါးပုတ်စီပဲပေါ့နော်ဖော်ပြထားတယ်။ဒါပေမဲ့ကလေးတို့ကသင်္ကန်းစာတစ်ခုလုံးကိုတည်တည်စစာဖတ်မှတ်ပြီးတော့လေ့လာပြီးရခါဒီလိုမျိုးမေခွန်းလေးတွေကိုဖြည့်နိုင်ဖို့စူးစမ်းကြည့်ကြပါ ။နံပါတ်၄အနေနဲ့ကတော့မှတ်စုတို့မိကွန်းပါ။မှတ်စုတို့မိကွန်းကတော့9မှတ်10မှတ်တန်းမိကွန်းဖြစ်တယ်။အဲ့တော့မှတ်စုတို့မိကွန်းကိုဖြည့်ဆိုတဲ့အခါမှာခေါင်းစဉ်ကိုတက်ပြီးတော့သူ့အမှတ်နဲ့တအောင်လို့ပြည့်စုံဖြည့်ပေးရမှာဖြစ်တယ်။နံပါတ်၅ကတော့မိကွန်းရှိပုံစံပါ။မိကွန်းရှိပုံစံဟာလေအမှတ်နဲ့တအောင်လို့သူကတော့15မှတ်တန်းပေါ့နော်။အဲ့ဒါကိုအမှတ်နဲ့တအောင်ဖြည့်ဆိုပေးရမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ပုံမပြည့်စုံတဲ့သင်ခန်းစာတွေ မေခွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။